ဦးဇင်းဘွဲတော်ကတော့ဥပန်တိတဒီကျောင်းတိုက်ကတော့တန်လမ်းပရိယတ်ဒီစာတင်တိုက်ပါဒီမှာတန်ခါအပါ185ပါလောက်သတင်းတုံးနေပါတယ်ဒီမှာတော့စာချကိုတော်ခုနပါ10ပါလောက်ရှိတယ်ပရိယတ်နဲ့ပရိပတ်နဲ့တွဲပြီးတော့ဆောင်ရွက်တာဖြစ်တဲ့အတွက်တန်ခါကတော့185ပါလောက်ရှိပါခုမောကငလင်းဟွာပြုနေဆုံးကတော့တူမာများကဟိုမှာဘာခေါ်မလဲဌာနဆရာတွေမှာတက်ရေးမှာသွား939ကိုမှသွားပြီးတော့ဟွာပြုနေရတယ် တို့တော့အဲ့ဒီအချိန်ကတော့ဒီဆရာတော်တို့ကပဲရှိတယ်ဥစဉ်ကဒီကြောင့်မရောက်သေးဘူးတရင်သုံးနဲ့နေခဲ့တဲ့တိုက်ကတော့ဘာမှမဖြစ်ဘူးဒီမှာကတော့ဘာဖြစ်သွားတယ်လဲဆိုတော့ဒီမှာပရိယတ်တိစာတင်တိုက်ကမဦးကြီးပေါ့အဝင်ကမဦးကြီးတန်50ပတ်ဝန်းကျင်လောက်ကပြိုသွားတယ်တန်ငါတော်လေးနားနေဆောင်ရဲ့အနောက်ဖက်မြင်းမူရဲ့အနောက်ဖက်မှာအထက်ကကွာကျသွားတယ်မြင်းမူအောင်နေနဲ့ပြုတ်ကျသွားတယ်ဒီလိုဆွမ်းစားဆောင်ကလည်းအနောက်ဖက်မြင်းမူက ွာကွာကြသွားတယ်ခဲခဲတွေကတော့အလောက်ကြီးကြောက်မရှိဘူးဟိုမြင်းကလေးလှုပ်ငလင်းလှုပ်ပြီးတရက်နှစ်ရက်လောက်ကတော့ဟိုတခါတခါမတည်းကလည်းအခက်ခဲဖြစ်နေတယ်ကြောက်နေကြတယ်ဥစဉ်တို့ဒီကသွားတဲ့ကိုယ်တော်လေးတွေကလည်းခွာဖြစ်နေကြဆိုအဲ့မှာတရက်နှစ်ရက်သုံးရက်လောက်ကတော့ဒီဟာလေးတော့ရှိတယ်ပေါ့လေဒီဘက်ပိုင်းမှာတော့ခုနလိုတခါတခါမတည်းကလည်းလာလူတွေဌာနဆိုင်ရာတွေဒီလိုပဲလာပြီးကုသိုလ်ပြုကြတယ်အဲ့လိုလေးတော့ရှိပါတယ်အေးဘောအခုလိုတနိုင်ငံလုံးဥစဉ်တို့ဒီလိုအတိဒုက္ခရောက်နေတဲ့အပေါ်မှာတန်ဃာတွေပဲပိုင်ကိုဟိုလာပြည်သူတွေပဲပိုင်ကို သက်ဆိုင်ရာကုမ္ပဏီအနေနဲ့ဒီလိုလာပြီးတော့ကုသိုလ်ဌာနပြုတယ်ဆိုတာအလွန်မတမ်းမှကျေးဇူးလည်းကြီးပါတယ်မြင်မြဲမြင့်မြတ်ပါတယ်ဘာလို့မြင့်မြတ်တယ်လဲအတန်ငါဆိုတာကရဏသုံးပါးထဲမှာပါဝင်လာတဲ့ဖြစ်တဲ့အတွက်ဦးဇင်းတို့အနေနဲ့တော့ဒီအတန်ငါခုံဒီကိုရည်စူးပြီးလှူဒါန်းတယ်အတန်ငါကုံကိုရည်စူးပြီးကုသိုလ်ပြုတယ်ဆိုတာဦးဇင်းတို့အနေနဲ့အတိုင်းမသိဝမ်းလာပါတယ်ဒီလိုပဲတိုးပြီးတော့လှူနိုင်ပါစီဦးဇင်းတို့နဲ့လည်းဒီလိုလှူဒါန်းခြင်းအပြင်ရွှေတန်လွင်မိသားစုနဲ့တကွဝန်ထမ်းများအားလုံး ဟိယံကြောင်းကြဆင်းရဲကိကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဥစဉ်မြတ်တာပို့ပါရစေ။